မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ခွိအန်တာတိန်မန့် YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေ တို့ကိုငလင်တန်ကျောင်းဖြိုချပျက်စီးခံရတော့မယ်ကျောက်ဆယ်မျိုးနယ်မှာရှိတဲ့ကျောက်တက်တာဇေဒီနေ့မနုဆိုင်တမိုင်းကျောင်းကိုတင်ဆက်ပေးချင်ပါတယ်ဒီတမိုင်းချောင်းကိုတော့ဖြိုးမြန်ဟန်မော်တော်လော့ဂျစ်ရှီအောင်ဖရားပထိုးများနဲ့အဆောင်အရှောင်းပုံကူများစာအုပ်မှာကူးယူတင်ဆက်ပေးလာခြင်းဖြစ်ပါတယ်ဗျာ။ ်မိစေတို့လည်းဘုသူဒ္ဓရမယ်လို့မျှော်လင့်ပါတယ်ကြောက်ဆဲသူကြောက်ဆဲသားတို့အထုံးမြတ်ထားတည်ထားကိုးကွယ်သောကြောက်တတ်တာစေဒီကိုမန္တလေးတိုင်းဒေသကြီးကြောက်ဆဲမြို့စုကြည်ရရှိရွှေသားလျောင်းတောင်ဆောင်တွင်တဘာဝအတိုင်းတည်ရှိသောတਿੱတာပုံတရံကြောက်တုံးကြီးပေါ်တွင်တပ်ပယ်ကြီးညိုစွာဖူးတွေ့နိုင်မှာပဲဖြစ်ပါတယ်ရွှေသားလျောင်းတောင်ပေါ်မှာရောက်ခင်လန်းခုလက်မှာတော့ကြောက်တတ်တာစေဒီနှင့်ကြောင်မန်းတက်လည်းရှိပါသေးတယ် ဒေသခံတွေကတော့တာမော်ကကြောက်တတာကြီးကိုဥษาဆောင်တိုင်နှန်းရှင်တွေကစောင်းလျှောက်ကြတယ်လို့ယုံကြည်ကြပါတယ်။ဗဇက်ရာဇဝင်တွေအရတော့နွားချောင်းသားလေးတယောက်ကကြောက်တတာတွေကယေသနာတွေကိုတွေးချီသွားပြီးလောဘအလဲရောက်နှိုက်ယူကိုစူးစမ်းရမှအစောင်းလျှောက်တွေကတိတ္တာပိတ်ချလိုက်တဲ့အတွက်လက်တစ်ဖက်ပြက်ကျန်ခဲ့တဲ့အကြောင်းတွေလည်းကြားခဲ့ရဘူးပါတယ်။ထိုတိတ္တာဖွင့်တဲ့ကြောက်တော့ကတော့ အမေတောင်ကြီးရှင်နဲ့ရဲ့ရွှေမင်းဝန်တောင်ပေါ်မှာရှိတယ်လို့ဆိုကြပါဗျ။ရွှေမင်းဝန်တောင်ပေါ်စီရီရဲ့အရှိမောက်ရက်မှာဆက်ရှိဘေကန်ရှိပြီးကျောက်တိုင်ကြီးပေါ်သဏ္ဍာန်တည်ရှိလို့နေပါဗျ။အမေတောင်ကြီးရှင်ကတောင်ဆောင်နယ်ကြီးအဖြစ်ကျောက်တော်ကိုထိန်းသိမ်းရဟန်တူပါဗျ။ရွှေသားလျောင်းတောင်ကြီးမှာတော့စင်ပြူဝေကျောင်းရှိတယ်လို့ဆိုပါဗျ။အဲ့ဒီစင်မြူကြီးကိုထိန်းချုပ်နိုင်တာကတော့ရွှေသာလျောင်းတောင်ရဲ့အရှိမျောက်ပဲမင်းမွေးတောင်မှာရှိတဲ့ဥတီနာနတ်ကြီးပဲဖြစ်ပါတယ် ဥတည်နာနတ်မင်းရဲ့ဒါနာကြီးကတော့မြစီမဒေတာကောတံမီပြည်ကိုအစိုးရသောမင်းကြီးရဲ့မိဖုရားမှာကိုဝင်အရင်မှနဲ့နန်းရင်ပြင်မှာကပလာနီချုံကနေပူစာလှုံနေ gain ဟတ်တီလင်းကတကုနာငှက်စင်ကြီးကတားတင့်မှတ်ကတုတ်ချီလာခဲ့ပါတယ်မိဖုရားကြီးမှာတတိရှိသူဖြစ်၍အတံမပြူပဲငိမ့်သက်ခါလိုက်ပါလာခဲ့ပါတယ်ငှက်စင်ကြီးက၎င်းအစားစားနေကြ အလကပတောင်ကြီးရှိညောင်ပင်သို့ရောက်သောအခါမိဖုရားကြီးအားအစာအမတ်နှင့်ခြာထားလိုက်ပါသည်။ငှက်တို့ရဲ့သဘာဝအရာလာယာလန်းကိုပြန်ကြည့်စဉ်အခွင့်အရေးကိုချောင်းနေသောမိဖုရားကြီးက၆လမောင်းထုတ်လိုက်ခဲ့ပါသည်။ထိုအခါငှက်စင်ကြီးလည်းလမ်း၍ပြန်တက်သွားပါသည်။ငှက်စင်ကြီးသွားပြီးမကြမီမှပဲနေဝင်သွားခဲ့ပါသည်။မိဖုရားကြီးမှလည်းကံမဇလီလှုပ်ခတ်လာပါသည်။ခတ်သိမ်းသော အရက်ရှိမျက်နာတို့မှမိုးကြီးထေချုံလျက်မဲမောင်ကနေပါတော့တယ်တောကြီးမြေမဲမှာညအခါမဲဝင်ပဲမျက်စိတငယ်နဲ့မိုးလင်းလာခဲ့ပါတယ်အလကပတောင်ကို အမိပြုနေသော အလကပရတီကြီးကမိုးလင်းသောအခါမိုးကြီးသောနေများတွင်တည်တည်ဝလံများမရှာဘဲငှက်ကြီးစားချင်းစားချံရိုးများကို လာကောက်လေရှိပါတယ်ထိုရိုးများကိုထုကပြုတ်၍တောက်တည်မှုဓမ္မပဒအဋ္ဌကထာမှာဆိုထားပါတယ် နနလင်းသောအခါမိုးအခါဖြစ်သည့်အားလျော်စွာ ရသေးကြီးအယိုးကောက်လာခဲ့ပါသည်လူတန်ချား၏အမေးဖြေပြုကမိဖုရားကြီးနှင့်ကလေးကိုကယ်ဆယ်သွားပြီမိမွေးတောင်ကြီးမြောက်ဖက်အနှဲငယ်မြင်သောဂူတစ်ခုမှထားရှိပါသည်ထိုဂူကိုယနေ့အထိမိမွေးဂူဟုခေါ်ကြပါသည်မွေးဖွားလာသောမင်းသားအားဥဒေနာဟုအမည်မဲ့ခေါ်ခဲ့ပါသည် အလကပယတိကိုအစွဲပြု၍အလကပတောင်ဟုခေါ်တွင်ရမှမင်းသားမွေးသောကြောင့်မင်းမွေးတောင်ဟုပြောင်းလဲခေါ်တွင်လာကြပါတယ်။ညောင်မင်းကိုလည်းဥတေနညောင်မင်းဟုခေါ်ကြပါတယ်။မင်းသားအရွယ်ရောက်သောအခါယတိကြီးကမင်းသားတို့တက်အပ်သော အထာရတ၁၈ရက်ကိုတင်ပေးခဲ့ပါတယ်။စောင်းတီး၍စင်ကိုလာစီသွားစီသောဂါရာကိုလည်းတင် जा ပေးခဲ့ပါတယ်။စင်လာစီသောဂါရာကိုယွ၍စောင်းတီးလျင် ဆင်များလာကြသည်မှာအင်းပြင်ပြည့်၍ဖြစ်ပါတယ်။ဖခင်ဘရင်ကြီးကငှက်ကြီးခြီသွားခဲ့သောမိဖုရားနှင့်သားတော်ကိုတော်တော်ကြာအောင်လိုက်ရှာပြီးတောထဲ၌ပြန်တွေ့ခဲ့ပါတယ်။အဲ့ဒီနောက်သားတော်ဥဒေနာကိုထီနန်းပေးပြီးတိုင်းပြည်အုပ်ချုပ်မင်းလုပ်စေခဲ့ပါတယ်။ဥဒေနာဘရင်နဲ့ရွာဆန်တော်တကြမင်းကစင်တွေကိုထိန်းချုပ်နိုင်သောနတ်အဖြစ်ပေးသနာတော်မူခဲ့ပါတယ်။ကြောက်တိတာရဲ့ဒန္နာကြီးဟာ ကြောက်ထတာတွေကယေသနာပစ္စည်းများကိုမနုဆိုင်လို့ခေါ်တဲ့မိမပြိုလေးတဦးကိုသာယူဆောင်သုံးဆွဲခွင့်ပြုထားပါဗျ။တနေ့မှာတော့မနုဆိုင်ရာတခြားသူတဦးကိုကူညီဖို့စိတ်ကူးနဲ့ယေသနာတွေကိုနှ่ายယူဖို့ကြိုးစားခဲ့ပါဗျ။ထိုအခါမှာကြောက်တတာကအလိုလိုပိတ်သွားခဲ့ပြီ။မနုဆိုင်ရဲ့လက်တစ်ဖက်ကလည်းကြောက်တတာထဲမှာကြံခဲ့ပါဗျ။မနုဆိုင်ဟာကြောက်တတာတိုင်မှာတိုင်နှန်းရှင်ဖြစ်သွားပြီးယေသနာပစ္စည်းတွေကို တောင်ပွင့်တော်မူမိဖျားရှင်ကိုလှူဒန်းဖို့အတွက်စောင့်ရှောက်နေရရှာတယ်လို့ဆိုကြပါတယ်။ဖျားပွင့်တဲ့အခါရွှေသားလျောင်းတောင်ကြီးမှာရှိတဲ့ကြောက်ပြူစင်ကြီးကအသက်ဝင်လာပြီးအမေတောင်ကြီးရှင်နဲ့ရဲ့ရွှေမင်းဝန်တောင်တော်ကကြောက်တော့ကိုမှုံယိုပြီးလာနှုတ်မယ်။နှုတ်ပြီးတာနဲ့ရွှေသားလျောင်းတောင်ကကြောက်တစ်တာကို ထိုတော့နဲ့ဖွင့်မယ်။တူအခါမနုဆာရီကလက်တစ်ဖက်ပြန်ရပြီ။တိုင်နှင်းရှင်အားလုံးကြောက်တစ်တာတွေကရွှေငွေရေတနာတွေကို ကျောင်းသိမ်းမောနေသေးဆောင်ကဖျားပွင့်ရာသို့သွားပူကြမယ်။အဲ့ဒီနောက်အရိမစ်တေးလျာဖျားရှင်ကိုရွှေချောင်းဆောင်ဆောက်လုပ်လှူဒန်းပြီးကြွတန်းဝင်ကြမယ်လို့ဆိုကြပါရယ်ခင်ဗျာ။ငန်လီနန်ကြောင့်ဖြူချဖြက်စည်းခံရတော့မယ်။ကြောက်ဆဲသူကြောက်ဆဲသားတို့အထုတ်ထိတ်ထားရာကြောက်ကြတာစီဒီနဲ့မနုစာရီတမိုင်းချောင်းပဲဖြစ်ပါရယ်ခင်ဗျာ။ဖြူမြက်ဟန်မော်တော်လို့ချင်း ရှေးအောင်ဖျားစီဒီပထိုးများနဲ့အဆောင်းရှောက်ပုံကူများစောင်းမှကူးယူတင်ဆက်ပေးလာခြင်းဖြစ်ပါတယ်ဗျာ။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာအစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Quick Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။